ဒီဗီဒီယိုမှာကကြတော့ကျမတို့ဒီ excel တွေအသုံးတဲ့အခါမှာပေါ့နော် sample data file လေးဒီကျမတို့လိုအပ်ကြတယ်ပေါ့နော် testing လုပ်ဖို့အတွက်ဆိုအဲ့ဒီ excel sample data file တွေကိုကျမတို့ကဒီ quantitative data တွေကိုရှာနေမဲ့အစားဘာလို့လို့ရလဲဆိုတော့ deep sea ပဲဖြစ်ဖြစ် chat gpt ကိုဖြစ်ဖြစ်ကိုလိုချင်တဲ့ sample excel data file ကိုဆိုတော့ကျမတို့က deep sea ကိုအရင်ဆုံးတုံးကြည့်ကြရအောင် ျမရိုက်ထည့်ပြီးသား maybe create a sample set data file column တွေကကြတော့ဘာတွေဘာတွေပါမယ်ပေါ့နော်ကျမကပြောလိုက်တယ်အဲပြီးရင်ကျမကဒီမှာ student data file လေး pandy ပေးပါပေါ့နော်ဟို10ယောက်စာဟိုပြောထားတယ် ပြီးတော့မှ student name ကိုမြန်မာနာမည်လေးသုံးပေးသုံးတဲ့ခါမှာမြန်မာနာမည်မြန်မာစာမြန်မာဖောင့်နဲ့ဖြစ်မှာဆိုလို့မြန်မာနာမည်တော့သုံးမယ်ဒါပေမဲ့အင်္ဂလိပ်လိုပဲရေးပေးဆိုကျွန်မဒီမှာကိုလိုချင်တဲ့ဟာလေးပေါ့နော် create sample excel data file colon ရဲ့ data 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 တွေဒါတွေထည့်ပေးပါဘယ်နှယောက်စာပေါ့နော်ဥမာကိုကဒီအယောက်တရားစာ row bound တရားဆိုရင် row bound တရားပေါ့နော်ကိုလိုချင်တဲ့ဟာကိုဒီမှာမလို့ဖို့လို့လဲဆိုရင်အတိအကျပြောပေးလိုက်ပေါ့နော်ပြီးကမှကျွန်မဒီမှာလဲဆို student name လို့ပြောတဲ့အခါမှာမြန်မာ name လို့ဆိုရင်တော့မြန်မာဖောင့်နဲ့လည်းထွက်တတ်တယ်ဆိုတော့မြန်မာ name ဒါပေမဲ့ ဲ့ English လို့ရကျင်တယ်ဆိုတော့ဒီမှာကဒီမှာ enter တချဲခောက်လိုက်မယ်ဆိုရင်ဒီညမှာပါလာလဲဆိုလို့ရှိရင်ဒီ student name ဆိုပြီးတော့မှဒီမှာဟိုကျွန်မဆက်ရောက်စာတောင်းထားတယ်ပေါ့နော်ခဏလေး ဆိုလို့ရှိရင်ဒီမှာ10ယောက်စာပြီးသွားပြီပေါ့နော်ဒီမှာနံပါတ်ပါမယ် student name ကျွန်မပြောလိုက်တဲ့အတိုင်းပဲ online course တွေကပါ online course တက်တက်လဲပြီးရင်ဒီမှာပါလဲဆို address ဒီမှာ address လိပ်စာတွေပါမယ်ပြီးရင်ဒီညာပဲ scrollbar လေးကိုသွားလိုက် ကျွန်မဒီမှာ address အဲနောက်ကနေဖုန်းနံပါတ်တွေရောထည့်ခိုင်းထားတယ်အဲဆိုတော့ဒီမှာပေါ့နော်နာမည်ဆိုကြည့်လိုက်ဒီမြန်မာနာမည်အောင်ကိုလာလာကျော်စင်စုစုဝင်းမျိုးမင်းဒီမှာတွေ့လားအဲဒီရဲ့ online course တွေဒီဒီရဒီရဒီရတွေဆိုရင်မှာ address တွေကရန်ကုန်တွေရောပဲခူးတွေရောမလီစုံနေရပဲဒီမှာနေပြီးတော့ရခိုင်း တောင်းပါလိုက်သေးတယ်ခင်ဗျဒီမှာဖုန်းနံပါတ်လေးရယ်09နဲ့စထားပါတယ်ဆိုတော့ကိုကအလွယ်ဆိုရင်ဒီက copy data လေးကိုတကြွနှိပ်ပြီးတော့ control c နဲ့ပဲဖြစ်ဖြစ် copy ကူးလိုက်ပါဆိုရင်ပြီးရင်ဒီမှာ data ချလိုက်မယ်ပေါ့နော်ကြာဆိုလို့ရှိရင်ကျွန်တော်တို့ data ကဆိုတွေ့လားကိုကလေတသက်ကြီးရိုက်ထဲဆရာမလို့ပဲနဲ့ကိုလိုအပ်တဲ့ login လိုအပ်တဲ့ data လေးမျိုးယူလို့ရတယ်ပေါ့နော်အဲ့ဆိုကျွန်မနောက်တစ်ခုလောက်စမ်းကြည့်ကြရအောင် date region uh day yeah region yeah product yeah category say quantity customer or english uh jama data အရန်များမှာဆိုလို့ jama data ကိုဟောပြောလိုက်တော့မယ်အဲ15ခုလို့ပဲရိုက်လိုက်တော့မယ်เนาะ အဲဆိုလို့ရှိရင်ဒီဒါအယောင်နဲ့ပတ်သက်တဲ့ simple data file ပေါ့နော်ဒါကတော့အယောင်နဲ့ပတ်သက်တဲ့ data file လေးကိုဟို15ခုစာ collagen နဲ့ column လေးတွေအတိအကျပြောပေးလိုက်တာဆင်ဘာ column ဘာ column ပေါ့နော်သူကလေးပြပါလာတယ်ဆိုတော့ကိုပြောတဲ့အတိုင်းပဲဒီအရာပုံမှာကျွန်တော်တို့ဘာလုပ်မှလဲဆိုတဲ့အခါကျရင်သူတို့အဲ့တလို့ပေါ့နော်ဒီမှာ copy အဲကူပြီးတဲ့အခါကျ ဒါဆိုရင် keep so formatting ဆိုသူ့ရဲ့ formatting တမ်းပဲရတယ်ဒါဆိုရင်ဒါတစ်ချက်စမ်းကြည့်မယ် okay ကဲဒါဆိုလို့ရှိရင်ဒီဒီဒီဟာလေးကတော့ပို့ပြီးတော့မှအဆင်ပြေတယ်ဒီမှာဒါ keep so formatting လို့ပြောတဲ့အခါကျရင်သူ့ရဲ့ဒီ original format တမ်းပဲပါလာလိမ့်မယ်ဆိုတော့ جماعه ဒီညာဘက်က mass destination format ဆိုတာလေးကိုရွေးလိုက်တဲ့အခါကျရင်ဒီမှာကျွန်တော်တို့ပို့ပြီးတော့မှနိစက်မှုရှိတာတွေ့ရတယ်ဒါဒါ deep sea ကိုတုံးလိုက်တာဖြစ်ပါတယ်ဆိုတော့ အော်တူကကြတော့ဒီမှာဗာပေးထားလဲဆိုလို့ရှိရင်ဒီ excel file တခါလဲပေးထားတယ်ပေါ့နော်ဆိုတော့ excel file ပေးထားတဲ့နေရာမှာကျမတို့က download တစ်ချက်နှိပ်ကြည့်မယ်ဆိုရင် simple data student okay desktop ပေါ်မှာကျမတင်လိုက်ပြီဒါကသူ့ရဲ့ file ကိုဒါလိုက်ဖွင့်ကြည့်လိုက်တယ်ပေါ့နော်အဲ okay အဲဒါလေးကတစ်မျိုးပေါ့ ChatGPT ကကြတော့ဒီမှာသူ့ရဲ့ဒီ sample data file ကို Excel နဲ့သူကဘာလုပ်ပေးလဲဆိုရင် Excel ထဲမှာအတူတကွဖော်ပြပေးလိုက်တယ်ပေါ့ဒါတလေးကတော့ဗာလဲဆိုတော့ okay ဒါ save data ပေါ့เนาะဒီ date တွေဗာလေးဆိုတော့ column 30 okay စမ်းကြည့်လိုက်မယ်။ဟာဒီ row ပေါင်း30အဲသူက sample data လေးပေးထားတယ်ဒီမှာ sample data okay တစ်ချက်နှိပ်လိုက်ပြီး download ဆွဲပြီး ဆိုစင်ပတီတာကျွန်မ2ဆိုပြီးထည့်လိုက်မယ်။ပွားပြီးဖွင့်လိုက်တဲ့အခါမှာ အဲဒါဆိုကျွန်မပြောထားတဲ့အတိုင်းပဲပေါ့နော်ဒီမှာကျွန်မဒီမှာလေး column လေးတွေခဏလေး form အဲသူက excel နဲ့အတူတကွ format လေးတွေအစင်တဲ့ဖြစ်နေတာတွေ့ရပါတယ်အဲ့တော့ဒီလိုမျိုးတွေပေါ့အရင်တော့ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့ဒီ sample data တွေရချင်တဲ့အခါကျရင်ကိုယ်ကလည်းကို create လုပ်ရတယ်ကိုယ်ကလည်းကိုရရတယ်ဆိုတော့ကိုက so easy ပါခင်ဗျာနည်းလမ်းလေးတိဖို့ပဲလိုပါတယ်ဆိုတော့ကျွန်မလည်းအဲကျမတိရလေးတွေပြန်ပြီးတော့မှမျှဝေပေးခြင်းဖြစ်ပါတယ်ဆိုတော့ကျမတို့အတူတူပဲ learning အတူတူလုပ်ကြရအောင်ပါစမ်းကြည့်ပါလို့ပဲကျမကတိုက်တွန်းအားပေးခြင်း င်တယ်ကျွန်မကိုယ်တိုင်လည်းတင်ယူနေစေចောင်းသူကြီးဖြစ်ပါတယ်ဒီလိုမျိုးဗီဒီယိုလေးတွေကိုစစ်ပြီးလေ့လာခြင်းတယ်ဆိုလို့ရှိရင်ကျွန်မရဲ့ channel လေးကို like and follow subscribe လုပ်ထားပေးဖို့နောက်ဆုံးကျွန်မရဲ့ bye for now see you next video ပါ Let's go to San Sol. The fun begins calling adventures. We are all.